မင်္ဂလာနနေခင်ပါကျမ်းမာချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတွဲပူချိန်ကတော့26ဒီဂရီရှိပြီးတော့မှ32ဒီဂရီရှိတယ်လို့ခန့်မှန်းရရှိနေပါတယ်လူလူရေသွေးကသာမန်ဖြစ်ပါတယ်တနေ့တာလုံးတွေ့အများအပြားတာယာပြီးအမြင့်ဆုံးပူချိန်33ဒီဂရီရှိမှဖြစ်ပါတယ်နေ့စဉ်ဝိပြုခြင်းလင်းပြအော်တိုဘာလ21ရက်အင်္ဂါနေ့2025 ်သင်တို့သည်ဘုရားသခင်နှင့်ဆက်ဆိုင်ကြ၏ဒီကချက်ရှင်ယောဟန်ဩဝါဒစာပထမဆောင်မှာခွန်အားယူစရာများဘိုင်း31ဖတ်ရင်ကျက်ကျက်ရှင်ယောဟန်ဩဝါဒစာပထမဆောင်ခန်းကြီး၄ခန်းငယ်၁မှ၆ချစ်သူတို့ခတ်သိမ့်သောစိတ်ဝိညာဉ်တို့ကိုမယုံကြနှင့်စိတ်ဝိညာဉ်တို့သည်ဘုရားသခင်နှင့်ဆက်ဆိုင်သည်မဆက်ဆိုင်သည်ကိုစုံစမ်းကြလော့အကြောင်းမူကားမိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့သွားကြပြီဘုရားသခင်ဝိညာဉ်တော်ကိုဘယ်သူသိနိုင်သည်ဟုမူကားဒုစာတိအပြင်ကြွလာတော်မူသောယေရှုခရစ်ကိုဝန်ခံသောဝိညာဉ်မြည်သည်ကဘုရားသခင်နှင့်ဆက်ဆိုင်၏ဒုစာတိအပြင်ကြွလာတော်မူသောယေရှုခရစ်ကိုဝန်ခံသောဝိညာဉ်မြည်သည်ကဘုရားသခင်နှင့်မဆက်ဆိုင် ထိုသို့သောဝိညာဉ်ကသင်တို့သည်ကြားခဲ့ပြီးသည့်အတိုင်းဤလောကသို့လာမည်ဖြစ်၍ယခုပင်လာလျက်ရှိသော အန်တီခရစ်ဤဝိညာဉ်ဖြစ်၏စစ်သားတို့တင်တို့သည်ဘုရားသခင်နှင့်ဆက်ဆိုင်ကြ၏ထိုသူတို့ကိုလည်းအောင်ကြပြီအကြောင်းမူကားတင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက်သာ၍ကြီးမြတ်တော်မူ၏ထိုသူတို့သည်လောကနှင့်ဆက်ဆိုင်သောကြောင့်လောကီအကြောင်းအရာကိုပြောတတ်ကြ၏လောကီသားတို့သည်လည်းသူတို့စကားကိုနားထောင်တတ်ကြ၏ငါတို့မူကား ဖျားသခင်နှင့်ဆက်ဆိုင်ကြ၏ဖျားသခင်ကိုတည်တော်သူသည်ငါတို့စကားကိုနားထောင်တတ်၏ဖျားသခင်နှင့်မဆက်ဆိုင်သောသူသည်ငါတို့စကားကိုနားမထောင်တတ်ထိုအရာကိုငါတို့သည်ထောက်၍တမာဝိညာဉ်ကို၎င်းမိစ္ဆာဝိညာဉ်ကို၎င်းတည်ရကြ၏ကိုလိုသဲဩရစာခန်းကြီး၃ခန်းငယ်နှင့်ရည်ကြီးပေါ်မှာရှိသောအရာတို့ကိုဆွဲလန်းသောစိတ်မရှိကြနှင့် အထက်ရာတို့ကိုသာစိတ်ဆွဲလန်းခြင်းရှိကြလော့ဒီနေရာမှာတော့ရှင်ယောဟန်သည်ယုံကြည်သူတွေကိုငါရှင်ရဲ့ဩဝါဒတွေမိစ္ဆာပရောဖက်တွေရှိတဲ့အတွက်ခတ်သိမ်းသောစိတ်ဝိညာဉ်တွေကိုမယုံဘဲနဲ့ဘုရားသခင်နဲ့ဆက်ဆိုင်တဲ့မဆက်ဆိုင်တဲ့ကို တိတိကျကျဆက်စေးဖို့တိုက်တွန်းထားပါတယ်အဲ့ဒါကြောင့်ကျွန်တော်တက်တာမှာကြားသမျှမြင်သမျှနားထောင်ရသမျှကိုအလွယ်တကူလက်သင့်ခံဖို့မဟုတ်ဘူး ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ကိုက်ညီမှုရှိမရှိကိုသူတိချာချာစစ်ဆေးဖို့လိုတယ်။တမန်ကျမ်းစာဟာကျွန်တော်ရဲ့စစ်ဆေးတဲ့ကိရိယာဖြစ်ပြီးတော့မှတန့်ရှင်သောဝိညာဉ်တော်ကကျွန်တော်ကိုလမ်းပြပဲ့ပြင်ပေးမှာဖြစ်ပါတယ်။ဒါမှပဲကျွန်တော်တို့မှန်ကန်တဲ့လမ်းကိုလျှောက်လန်းနိုင်မှာဖြစ်ပါတယ်။ခိုင်းငယ်နှစ်မှာတော့ခရစ်ရဲ့ယုံကြည်ခြင်းရဲ့အဓိကအုတ်မြစ်ဟာယေရှုခရစ်ဟာဘုရားသခင်ဖြစ်ပြီးတော့မှ လူစားတိကိုခံယူခဲ့တယ်ဆိုတဲ့ချက်ကို ဝန်ခံခြင်းဟာဝိညာဉ်ရေးရအမှန်တရားရဲ့တော်ချက်ဖြစ်တယ်။ဒီချက်ကိုညှင်းပယ်တဲ့ဘလို့တွင်တွင်ချက်ဘလို့ဝိညာဉ်မဆိုဘုရားသခင်ထံကမဟုတ်ဘဲနဲ့ခရစ်တော်ရဲ့ယံသူဖြစ်တဲ့မာနရဲ့ဝိညာဉ်ဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။ခိုင်းငယ်လေးမှာချက်သားတို့တင်တို့သည်ဘုရားသခင်နှင့်ဆက်ဆိုင်ကြ၏ထိုသူတို့ကိုလည်းအောင်ကြပြီးအကြောင်းမူကားတင်တို့ဘက်၌ရှိသောသူသည် လောကဘယ်၌ရှိသောသူထက်သာ၍ကြီးမြတ်တော်မူ၏ဆိုပြီးတော့မှပါရှိတယ်။ဒါဟာအင်မတန်ခွန်အားရှိတဲ့ဂတိတော်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ဟာဘုရားသခင်ရဲ့သားသမီးတွေဖြစ်ကြတဲ့အတွက်ကျွန်တော်တို့ထဲထဲမှာတန့်ရှင်သောဝိညာဉ်တော်ရှိတယ်။လောကထဲမှာရှိတဲ့မာနရဲ့အကျဉ်းစီတွေမှားယွင်းတဲ့တုန်တင်ချက်တွေစုံစမ်းခြင်းတွေထက်ကျွန်တော်ထဲမှာရှိတဲ့ဘုရားသခင်ကပိုပြီးတော့မှကြီးမြတ်ကြောင်းကိုရည်ပြုဖို့ရန်ဖြစ်ပါတယ်။ ါကြောင့်မလို့ကျွန်တော်တို့အားငယ်နေကြမလို့ဘူးဘုရားသခင်ကကျွန်တော်တို့ကိုအောင်မြင်စေမှာဖြစ်တယ်ကျွန်တော်တို့အမှန်တရားဘက်မှာယက်တည်နေသည်ဘုရားသခင်ကကာကွယ်လန်းပြပို့ဆောင်ပေးပါလိမ့်မယ်ကျွမ်းငယ်9မှ6မှာတော့ဘုရားသခင်စကားကိုနားထောင်နေသူနဲ့လောကစကားကိုနားထောင်နေသူတို့ရဲ့ကွာခြားချက်ကိုဖော်ပြတယ်ဘုရားသခင်ရဲ့လူတွေဟာဘုရားသခင်ရဲ့စကားကိုနားထောင်ပြီးလက်ခံတတ်ကြတယ် လောကရဲ့စကားကိုပဲနားထောင်နေသူတွေကတော့ဖျားသခင်ရဲ့အမှန်တရားကိုလက်ခံနိုင်စွဲမရှိဘူးဒီချက်ကကျွန်တော်တို့ဘယ်ဘက်မှာယက်တည်နေလဲဆိုတာကိုခေါ်ထုတ်ပြတာပါတယ်ကျွန်တော်တို့ဟာဖျားသခင်ဘက်မှာယက်တည်ပြီးတော့မှကိုရရဲ့အမှန်တရားကိုနားခံတဲ့အခါမှာကျွန်တော်တို့ဟာဖျားသခင်ထံမှဖြစ်တယ်ဆိုတာကိုပြသနေခြင်းဖြစ်ပါတယ်အဲ့တော့ဒီကျမ်းပိုက်မှာကျွန်တော်တို့ဝိညာဉ်ရေးရာမှာပညာရှိဖို့စုံစမ်းစစ်ဆင်နေဖို့ယေရှုခရစ်ရဲ့ အမှန်တရားကိုခိုင်မြဲစွာဂိုင်ဆွဲထားဖို့ကျွန်တော်ထဲမှာရှိတဲ့ဘုရားသခင်ဟာအရာရာထက်ကြီးမြတ်တယ်ဆိုတာကိုယုံကြည်ပြီးတော့မှဘုရားသခင်စကားကိုနာခံလိုက်နာကြဖို့ရင်ဖြစ်ပါတယ်ဆက်လက်ဆုတောင်းကြပါစို့မြတ်တော်ရှင်သခင်သာဝရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်တဲ့အတွက်ကိုရောကိုယေရှုတင်ပါတယ်ဒီမနေ့ခင်မှာဒုထရှင်သနာတဲ့သူတွေအားလုံးကျမ်းမာခြင်းညီသက်ခြင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းလုံခြုံခြင်း ိတ်နှလုံးလိုပြည့်စုံခြင်းတန်ရှင်သောဝိညာဉ်တော်ခွန်အားပေးတကူများဖြင့်ပြည့်စုံစေပါမည်ကြောင်းကောင်းကြီးပေးပါမာပြည်ကြီးကောင်းကြီးပေးပါဤတော်လည်းရှိတဲ့သူတွေမတမ်းမှလည်းရှိတဲ့သူတွေဒုက္ခခံရတဲ့သူတွေညှဉ်းပန်းနှိပ်စက်ခံရတဲ့သူတွေသူများချေချိုလက်ချရမှာရောက်နေတဲ့သူတွေမတရားဖန်စီချုံနောင်ခြင်းခံရတဲ့သူတွေအားလုံးကိုကိုရောလွတ်မြောက်ချမ်းသာခြင်းတက်ခြင်းများကိုပေးသနာတော်မူပါ ူတိုင်းလူတိုင်းလွတ်မြောက်ခြင်းကိုခံစားရရှိစေပါမည်ကြောင်းဒီကနေ့ကိုကိုရောကောင်းကြီးပေးပါမကောင်းတဲ့အရာတွေမှားယွင်းတဲ့အယူဝါဒတွေဘရောဖိနေချုပ်ချယ်မှုတွေမှာတာမွတ်တီးတီးကိုကိုရောရှင်ဖျားကိုရောတိုင်းရွေးကောက်ကယ်ယူကယ်နှုတ်တော်မူပါလက်တော်သို့အနံပါရယ်မဘီကြီးမှာတရားသဖြင့်ပြုတဲ့သူတွေကိုရောရှင်ကောင်းကြီးပေးပါမတရားတဲ့သူတွေကိုရောရှင် လမ်းပြပါအုပ်ဆိုးပါ ဆုံးမရမှုပါလက်တော်တို့အံ့နံပါれဘုရောဆင်းရဲဒုက္ခကြီးစွာဖြင့်ပြေလွာပုန်းရှောင်နေရတဲ့စစ်ဘေးရှောင်နေလယ်မှာဘုရောရှင်ပါရှိပါရုပ်ပေါ်မှာနောက်ထပ်နောက်ထပ်ဘေးဒုက္ခရောက်စေဖို့ကြံစီထားတဲ့ကြံစီတွေဘာမှမဖြစ်မြောက်စေဖို့ကောင်းကြီးပေးပါဘုရော မတရားတဲ့သူတွေကြံစီတွေကိုရရှင်ဖတ်ပြချိုးဖြတ်တော်မူပါတရားတဲ့သူတွေရဲ့ကြံစီတွေကိုကိုရရှင် ရင်ဝတ်စီပါမြတ်တာစီပါ အောင်မြင်စီပါလက်တော်သူအနံပါရယ်တရားမြတ်တဲ့သူဘက်မှာရရဲ့ဝင်ရက်တီရှင်သန်နိုင်ကြတဲ့တရားမြတ်တဲ့သူတွေဖြောက်မတ်တဲ့သူတွေဖြစ်စေဖို့ယုံကြည်သူတိတိဝလကရရှင် ကောင်းကြီးပေးပါမည်ကြောင်းငါပြည်ကြီးကိုချမ်းသာခြင်းတည်လွတ်လပ်ခြင်းခွင့်ကိုဒီကနေ့ပင်ကရရှင်ပြင်ဆင်ပေးပါမည်ကြောင်းသခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြည်ပြုလျက်နာခံဆူတောင်းကြပါရဖဖျာအာမင်